ကမ္ဘာပေါ်မှာဂျော်ဂျီယာဆိုတဲ့နာမည်နဲ့နေရာနှစ်ခုရှိပါတယ်။တစ်ခုကတော့ဥရောပတိုက်ခေါကီဆက်တီတောင်မှရှိတဲ့ဂျော်ဂျီယာနိုင်ငံဖြစ်ပြီးနောက်တစ်ခုကတော့အမေရိကန်ပြည်ထောင်စုရဲ့တောင်ပိုင်းမှာရှိတဲ့ဂျော်ဂျီယာပြည်နယ်ဖြစ်ပါတယ်။နာမည်တူပေမဲ့ဒီနှစ်ခုကတမိုင်းရင်ကျေးမှုနဲ့ပထဝီအနေအထားအရာလုံးဝကွဲပြားပါတယ်။ဥရောပကဂျော်ဂျီယာနိုင်ငံဂျော်ဂျီယာနိုင်ငံရဲ့တမိုင်းဟာနှစ်ပေါင်းထောင်ချီရှိလျားပါတယ်။ရှေးခေတ်ကလေးကစိတ်ပြိုးရေးနဲ့ကုန်သွယ်ရေးအတွက်အရေးကြီးတဲ့ဒေသတစ်ခုဖြစ်ခဲ့ပါတယ်။ခရီးရန်ဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်လက်ခံခဲ့တဲ့နိုင်ငံတွေထဲမှာဂျော်ဂျီယာဟာအာမေးနီးယားရဲ့နောက် ဒုတိယမြောက်နိုင်ငံအဖြစ်တမိုင်းမှတ်တမ်းဝင်ခဲ့ပါတယ်ကိုရာစုကနေ73ရာစုအထိဘာဂရမင်းဆက်လက်ထက်ကိုတော့ဂျော်ဂျီယာရဲ့ရှရီခေလို့ခေါ်ကြပါတယ်အထူးသဖြင့်အေဒီ7ရာစုနောက်ပိုင်းနဲ့73ရာစုအစောပိုင်းဘယင်မမဟာတာမရဲ့အုတ်ချုံမှုအောက်မှာဂျင်ကြီးမှုအမှုပညာနဲ့နိုင်ငံရေးအရာအမြင့်ဆုံးအဆင့်ကိုရောက်ရှိခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာပါရှန်အော်တိုမန်နဲ့ရုရှားတို့ရဲ့အုတ်ချုံမှုအောက်ကိုရောက်ခဲ့ရပါတယ်1992ခုနှစ်မှာတော့ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက်ဂျော်ဂျီယာဟာလွတ်လပ်ရေးကိုပြန်လည်ရရှိခဲ့ပါတယ်ဂျော်ဂျီယာဆိုတဲ့ မင်းဟာဂရိစကလုံးကနေဆင်းသက်လာတယ်လို့ယူဆရပါတယ်ဒီစကလုံးရဲ့အဓိပ္ပာယ်ကလဲသမားတာမမဟုတ်မြေကြီးနဲ့ပတ်သက်သူလို့ဆိုလိုပါတယ်နောက်ထပ်အယူအဆတစ်ခုကတော့ခရီးအန်ပါသာရဲ့သူတော်စင်စိန့်ဂျော့ကိုနိုင်ငံရဲ့ကောက်ွယ်သူအဖြစ်သတ်မှတ်ထားတာကြောင့်သူအမိကိုအဆွေးပြုပြီးခေါ်ဝေါ်ခဲ့တာလို့ဆိုကြပါတယ်ဂျော်ဂျီယာလူမျိုးစုတွေကတော့သူတို့ရဲ့နိုင်ငံကိုကောက်ဖယ်လိုလို့ခေါ်ဆိုကြပြီးဒီနာမည်ဟာခတ်လီဆိုတဲ့ဒေသတစ်ခုကနေဆင်းသက်လာတာဖြစ်ပါတယ်ဂျော်ဂျီယာနိုင်ငံရဲ့အခြေအဝန်စတူရန်မိုင်း26900ဖြစ်ပြီးလူဦးရေ3.9သန်း န့်ခန့်နေထိုင်တဲ့နိုင်ငံဖြစ်ပါတယ်။ဂျော်ဂျီယာနိုင်ငံရဲ့အကြောင်းအပြည့်အစုံကိုတုဒ္ဒဆောင် Channel မှာဗီဒီယိုအနေနဲ့တင်ခဲ့ပြီးဖြစ်ပါတယ်။ American ပြည်တော်စုဂျော်ဂျီယာပြည်နယ် American ပြည်တော်စုရဲ့တောင်ပိုင်းမှာရှိတဲ့ဂျော်ဂျီယာပြည်နယ်ကို1932ခုနှစ်မှာ Britain Colony အဖြစ်စတင်တည်ထောင်ခဲ့ပါတယ်။တည်ထောင်သူကတော့ James Oglethorpe ဖြစ်ပါတယ်။ဒီပြည်နယ်ကို Britain ရဲ့73ခုမြောက် Colony အဖြစ်တည်ထောင်ခဲ့ပြီး American တော်လှန်ရေးကာလမှာ Britain အစိုးရကိုဆန့်ကျင်တဲ့ပြည်နယ်တွေတွေကတစ်ခုဖြစ်ခဲ့ပါတယ်။ပြည်ရင်းစစ်ကာလမှာတော့ဂျော်ဂျီယာပြည်နယ်ဟာတောင်ပိုင်းပြည်နယ်တွေဘက်ကနေ ပါဝင်ခဲ့ပါတယ်ဒီပြည်နယ်ဟာဝါကုံစိုက်ပျိုးမှုနဲ့နာမည်ကျော်ခဲ့ပြီးခေတ်တမှာတော့ Atlanta မြို့ဟာစီးပွားရေးသေးယူပို့ဆောင်ရေးနဲ့ရင်းချင်းမှုအချက်အချာကျတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ် Atlanta ဟာကမ္ဘာအလုံးအများဆုံးလေဆိပ်ဖြစ်တဲ့ Hard Feetson Atlanta လေဆိပ်ကြီးတရှိရာမြို့လေးဖြစ်ပါတယ်ဂျော်ဂျီယာပြည်နယ်ရဲ့နာမည်ဟာ Britain ဘုရင်ဒုတိယမြောက် George ဘုရင်ကိုခုံးပြုပြီးပေးခဲ့တာလည်းဖြစ်ပါတယ်ဒါကြောင့်ဒီပြည်နယ်ရဲ့နာမည်ဟာဥရောပဂျော်ဂျီယာနိုင်ငံနဲ့မသက်ဆိုင်ပဲ Britain ရဲ့သမိုင်းနဲ့ဆက်စပ်နေတာဖြစ်ပါတယ်ဂျော်ဂျီယာပြည်နယ်ရဲ့အကျယ်အဝန်းကစတု ူရမ်းမိုင်9425ဖြစ်ပြီးလူဦးရေ17.2တန်းခန့်နေထိုင်နေပြည်နယ်ဖြစ်ပါတယ်။ဂျော်ဂျီယာပြည်နယ်ဟာဂျော်ဂျီယာနိုင်ငံထက်အရွေးအစားနှစ်ဆကျော်လူဦးရေ3ဆနီးပါးကျဉ်းဝန်းကြီးမားပါတယ်။